မင်္ဂလာပါခင်ဗျာရှင်ညမေ channel ကနေကြိုဆိုပါရစေ2025ခုနှစ်ရဲ့နောက်ဆုံးလေးလဖြစ်တဲ့စက်တင်ဘာအောက်တိုဘာနိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်းဘာလေးပါမှာဘာမှမလုပ်တာကောင်းဆုံးဆိုတဲ့ခေါင်းစဉ်အောက်ကနေဘယ်ယာတွေကိုမလုပ်တင်တယ်လဲဘာကြောင့်မလုပ်တင်တယ်လဲထို့ပြင်ဘယ်ယာတွေကအကျိုးကျေးဇူးပေးမလဲဆိုတာတွေကိုအထူးရည်ရဟောစရန်းနေနဲ့ကျွန်တော်တို့ရှင်ညမေရဲ့ဘီရင်လက္ခဏာကံပြပညာသူတွေဒီဆရာကြီးဦးမြတ်ဆံမတိကျတေကြစွာဟောပြောပေးတော့မှာဖြစ်ပါတယ် နေတာအလိုက်ဆင်စစ်မပြတ်နားဆင်နိုင်ပါဘူးခင်ဗျာခொနီယတာဒမီအားလုံးအေးဝေးရီမိကွာကြပါစေအက်စီဒန်ဒူယာဆနပြေဝါပါသေးကြောင်းဤရင်လက္ခဏာကံပြာပညာပုတိတိဆရာကြီးဦးမြတ်ဆံမဆုတောင်းမြတ်တာဥဒါပါတယ်ဆရာကဒီတစ်ပတ်မှာတော့ အင်္ဂလိပ်တွေရဲ့အင်္ဂလိပ်ကုနေများရဲ့ဘာလေးပါကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်စက်တင်ဘာရဲ့အောက်တိုဘာရဲ့နိုဝင်ဘာရဲ့ဒီဇင်ဘာရဲ့ဆိုတဲ့ဘာလေးပါအဲ့ဒီဘာလေးပါမှာဘာမှမလုပ်တာအကောင်ဆုံးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဆရာကပြပြပေးမှာဖြစ်ပါတယ်အခုလဲဆိုတော့အဲ့ဒီဘာလေးပါဆိုတာကကျွန်တော်တို့ခွန်ရသားသမီးများအနေနဲ့စီဝါရေးတွေအေးမယ်လုပ်ငန်းတွေအေးမယ် ဘာပဲလုပ်လို့ဘာမှလည်းမောင်းမြင်တဲ့ကာလာလည်းဖြစ်ပါတယ်အခုဆိုရင်ပိုဆိုးတာပေါ့ခေကာလာလည်းမကောင်းအချင်းနေအချင်းကာတွေကလည်းမကောင်းအဲ့တော့ရှိသူမဲ့လူတွေတွေစုဆောင်ထားတာတွေထူခွဲရောင်းချပြီးတော့စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင်လေဆုံးရှုံးနေတာဘူးကလည်းအင်မတန်မှများတယ်အချို့သလိုရှိလို့ရှိရင်ဒီဘာလေးပါဆိုရင်ကျွန်တော်တို့ရွှေစည်းတွေကလည်းကြက်တတ်တယ်လို့တော့ကျွန်တော်တို့အိမ်ချမ်းကြီးစည်းတွေကလည်းရက်တတ်နေတတ်ပါတယ် နောက်ထိုနည်းတူစွာပဲကာစည်းကွက်တည်ရက်တက်နေတတ်ပါတယ်။ဒါကြောင့်မလို့ဆရာရဲ့ခေါင်းစဉ်မှာကိုကပါလေးပါမှာဘာမှမလုပ်တာ အကောင်းဆုံးဆိုတဲ့ခေါင်းစဉ်ကိုဆရာပေးထားခြင်းဖြစ်ပါတယ်။ရွှေညာမြေ channel အားလိုက်လံကြည့်ရှုနေကြတဲ့ခွန်ရသားသမီးအားလုံးဆရာရဲ့ channel ကိုမြင့်တင်ကြည့်ရှုနေတဲ့ခွန်ရသားသမီးများဒီလိုကအကောင်းမှကင်းဝေးကြပါစေ။လူရဆန္ဒတွေပြေဝကြပါစေ။အက်စီဒန့်လူရဆန္ဒပြေဝပါစေကြောင်း ရာကလည်းစုမုံကတောင်းပေးပါတယ်အခုလည်းဆိုတော့အဘူဒေါကတွေကအင်မတန်မှကြီးမားပြီးတော့ဒုက္ခဆင်းရဲတွေဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်အေးချမ်းစေခြင်းနဲ့ဤပွားစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အောင်မြင်စေခြင်းနာဆရာဦးမြတ်ဆိုင်ရဲ့စေနာပါအဲကြောင့်မလို့ဒီတစ်ပတ်မှာတော့ပါလေးပါပါဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့ကောင်းစဉ်မှာဒီတစ်ပတ်တော့ဆရာကအင်္ဂါသာသမီများအတွက်ပါလေးပါမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့အကြောင်းဆရာတင်ပြပေးမှဖြစ်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့အင်္ဂါသားသမီးများဟာတဲ့နော်ဒီနေ့ကောသာမှာတိုက်ရင်မှာကြပါလေ။အကြောင်းမလို့ကိုယ့်ရဲ့အညွတ်ညူဖြစ်တဲ့ဘုဒ္ဓဘူးကျူကလည်းသိနေတာဖြစ်ပေဗျ။နော်အညွတ်ကျူကလည်းသိနေတာဖြစ်တယ်။ထုံနေတူသွားပဲအမြင့်ကျူကလည်းပုံတယ်။တပင်တပင်မှာဘူးလို့ပေါ့ဗျာ။တပင်တပင်မှာအမြင့်ကပုံနေတယ်ဆိုလို့ရှိရင်အဲကျွန်တော်အပင်ကမရှင်းတန်နိုင်ပါဘူးခင်ဗျာ။ထုံနေတူသွားပဲအညွတ်ကလည်း ပေးပြီဆိုလို့ရှိလို့ရှိရင်အပင်ကအပေါ်တက်ဖို့မလွယ်ပါဘူးအဲ့တော့အပေါ်နဲ့အောက်ကိုညှက်ထားတဲ့အညက်ခံတာတဲ့ကြောက်တုံးကြားမှာတော့ကျွန်တော်တို့ရောက်နေတဲ့အင်္ဂါသားသမီးများဘလုံးနဲ့စင်ဝင်တယ်လို့ဖြစ်မဲ့ကာလာလည်းဖြစ်ပါတယ်အကြောင်းမလို့အင်္ဂါသားသမီးများအနေနဲ့ဒီဘာလေးပါပါဘာမှမလုပ်တာတောင်းတုံးပါခင်ဗျာဟုတ်အဲ့တော့အင်္ဂါသားသမီးများအနေနဲ့ကိုယ့်ရဲ့မဲဂျူကလည်းကျွန်တော်လှုပ်ရမ်းနေပါတယ်ခင်ဗျာနော်ကိုယ့်ရဲ့ရှိတဲ့ အဲ့ဒါကိုအားကိုးရတဲ့ပုံကိုယ်တွေကိုအားကိုးရတဲ့အပေါင်းအသင်းမိတ်ဆွေတွေကလည်းအဲ့ဒါကျွန်တော်တို့အလံဝေးစီကြအောင်တော့ကျွန်တော်တို့စိတ်မှန်လို့ခေါ်တဲ့အတွင်းမိတ်ကအမြင့်ဆုံးကိုရောက်နေတော့ကိုယ်နဲ့အလံဝင်နေတတ်ပါလေခင်ဗျာနော်နောက်ဆွေသားဆိုတဲ့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းများကလည်းတက်ခမိနေတာဖြစ်တဲ့အတွက်ကိုယ်နဲ့စကားပြောတော့မှားလို့မရပါဘူးခင်ဗျာနော်အကြောင်းမလို့အင်္ဂါသားသမီးများအနေနဲ့ ီနေ့ထဲမှာတော့အထုကယူဆက်ရမယ်ကျမ်းမာရေးကိစ္စလေးတွေကစီအစာရေမျက်စိတဲ့ဒါလေးတွေအထုကယူဆိုင်ပါခင်ဗျာနော်နောက်အင်္ဂါသားကြီးများရဲ့ဘုံမိရဖြစ်တဲ့အနောက်ရက်ကိုအသွာလာဆင်ငင်ပါခင်ဗျာနောက်အရေးပြားနဲ့ပတ်သက်တဲ့ယောဂလေးတွေအထုဆင်ငင်ပါနောက်ရွှေလုံငန်းရေလုံငန်းလုပ်တဲ့အခါမှာလည်းအထုတတိထားပါနော်တချို့ကြတော့လေနော်ကျွန်တော်အောက်ခြေလူကန်းစားတွေကတော့ဘာမှမလုပ်ဘူးဆိုရင်တဲ့ဆရာရေပါစားရမှာလေ ဟုတ်ပါတယ်ခင်ဗျာလက်လုံးမှာပါဇက်လို့ရတယ်ဆိုတော့အောက်ခြေလူကန်းစားအတွက်ကတော့နေ့စဉ်ပုံမှန်လို့ရမှာပေါ့သို့ပါတော့ညာလဲတော့ကျွန်တော်လူလက်တန်းစားနဲ့မွေရှင်ကြီးရှင်လူတန်းစားကြီးများကတော့ဒီကာလမှာကုမ္ပဏီပန်ရှင်တွေလုပ်ငန်းကြီးလုပ်တဲ့လူတွေကတော့ဘာမှမလုပ်တာအကောင်းဆုံးပါခင်ဗျာနော်နောက်တစ်ခုကကျန်သူတွေဝိုင်းဝိုင်းလဲတဲ့ကာလလည်းဖြစ်ပါတယ်နော်မိတ်ဆွေတွေအပေါင်းအသင်းတွေကလည်းသူ့လည်းကိုမကင်နိုင်ကိုယ်လည်းသူမကင်နိုင်ကာလတွေဖြစ်ပါတယ်နော်အဲဒါကြောင့်မို့လို့ ဒီကာလမှာတော့အင်္ဂါသားမျိုးများအနေနဲ့ဟောကျွန်တော်တို့တာတာလေးပဲရောက်တဲ့နေရာမှာရှိတာလေးတွေခြွေထားပြီးတော့ကျစ်တလူလေးတွေစားပြီးတော့ဘဝမှာငြင်းငြင်းလေးနေတာအကောင်းဆုံးပါခင်ဗျာနော်စက်တင်ဘာရဲ့အောက်တိုဘာရဲ့နိုဝင်ဘာရဲ့ဒီဇင်ဘာရဲ့ဆိုတဲ့ပါလေးပါပါဗျာတော့ကျွန်တော်တို့12လပိုင်းကြည့်ပေါ့အဲ့တော့လာမယ့်12လပိုင်းကြရင်ကောင်းပြီလားတဲ့ဟုတ်ကဲ့12လပိုင်းဆိုရင်တော့အချိန်တွေတော့နည်းနည်းအဆိုးပေါ့ဗျာသို့ပါတော့ညာလေကိုယ့်ရဲ့ အညွန့်ကျူဖြစ်တဲ့ဘုဒ္ဓဘုကျူကမရဏသိချင်းတရားမှာရှိနေတာဖြစ်တဲ့အညွန့်နေရာတည်နေပါခင်ဗျအမြင့်ကျူကလည်းပုတ်နေတာဖြစ်တဲ့အတွက်เนาะကျွန်တော်အမြင့်နဲ့ညွန့်ကမကောင်းတော့အပင်ဟာပင်လုံးကြီးပဲအထူးကြံနဲ့ဟောရောက်စီတတ်ပါတယ်အကြောင်းမလို့အသူကမှလည်းကိုယ်အရေးမလုပ်တဲ့ဘဝကြီးကျုံစီတတ်ပါတယ်အဲ့ရတဲ့လေလဲစီတတ်ပါတယ်အခါမသိရင် operation လို့ခေါ်တဲ့ခွဲစိတ်ကုသမှုကြီးလည်းကျုံစီတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျအကြောင်းမလို့အင်္ဂါသားကြီးများအနေနဲ့ ။ဒီရတရားကိုများများလုပ်ပါခင်ဗျ။ဘုံတော်ပတိတွေစိတ်ပါ။နော်။အဲ့တော့ဒီကာလမှာကိုနေသားသမီးများနော်ကျွန်တော်တို့အင်္ဂါသားသမီးများအနေနဲ့အထူးတတိထားမှာတော့နော်ကျွန်တော်တို့ရန်ဂျူလို့ခေါ်တဲ့နော်အရှိအရှိမြောက်တောင်ပေါ့နော်အရှိမြောက်တောင်နော်ကျွန်တော်တို့အရှိမြောက်တောင်မှာရှိတဲ့နော်ကျွန်တော်တို့ကိုယ်လှုပ်ကြံတက်ပြတ်မဲ့လူတွေကိုယ်မကောင်းတာကြံစီမဲ့လူတွေအဲ့တော့တနင်္ဂနွေတော့အရှိမြောက်တောင် အဲ့ဒီတောင်းကိုအထူးသတိထားပါခင်ဗျာနော်ထုံနေတူသာပဲကိုယ့်ရဲ့ဘုံမိရဖြစ်တဲ့အနောက်ရက်ကလည်းအသွာလာစီးခြင်းပါတော့ကျွန်တော်ရေနဲ့ပတ်သက်တဲ့ဘေးရနေရီဂျုံစီတတ်ပါတယ်ခင်ဗျာနော်နောက်အရှိအရာတက်တယ်ဟုတ်လဲအဲ့လိုသတိထားပါခင်ဗျာနော်အကြောင်းမလို့အမြင့်ကကျွန်တော်ဒီနေ့ကပုံနေတာဖြစ်တဲ့အတွက်ဘဝမှာကံကောင်းမှုလေကံဆိုးမှုကများစီတတ်ပါတယ်ကံယုံပြီးတော့စူးဖို့နေရင်တော့စူးမှာပေါ့ဗျာ ။ဒါကြောင့်မလို့ဒီနှစ်ကတော့ဘာပဲလုပ်လို့အစသာရရတတိထားပြီးတော့လှုပ်စေချင်ပါတယ်ခင်ဗျ။နောက်အစာစိတ်ဖြစ်စေတတ်ပါတယ်။စကားပြောလဲဆင်ခြင်ပါခင်ဗျ။နော်စကားပြောလဲဆင်ခြင်ပါ။နောက်အမခန်တဲ့လုပ်ငန်းတွေအထူးတတိထားပါခင်ဗျ။ငွေကြေးနဲ့ပတ်သက်လို့ရှိလို့ရှိပို့ပြီးတော့တတိထားပါကိုကြီးနဲ့ပတ်သက်လို့သူများတို့လည်းအာမခံမပေးနဲ့ကိုကိုတိုင်းလည်းမချင်းနဲ့မငားနဲ့ချီးမိငားမိတော့ကျွန်တော်တို့ဆုံးတော့မဆုံးဘူးပြန်တော့လို့မရတတ်ပါဘူးခင်ဗျနော် တာဒီကာလတွေဖြစ်ပါတယ်သင်္ဃာသားသမီးများเนาะနောက်တစ်ခုကကျွန်တော်တို့ရေလုံငန်းရွှေလုံငန်းအဲ့လိုလုပ်ငန်းတွေလုပ်ရင်လည်းအထူးသတိထားပါခင်ဗျာเนาะအကြောင်းမလို့ကိုယ့်ရဲ့ဘဝစီးပွားရေးအညွန့်တွေပြတ်နေတာဖြစ်တဲ့အတွက်ဘာပဲလုပ်လို့အထူးသတိထားရမယ့်ကာလဖြစ်တဲ့အတွက်ဒီကာလမှာဒါလေးပါပါဘာမှမလုပ်နိုင်လို့ဆိုတဲ့ကောင်းစဉ်အောက်ကနေပြီးတော့အင်္ဃာသားသမီးများအတွက်ကံဉဏ်ဝရိယသုံးပါးသောပေါင်းပြီးတော့မှကိုယ့်ရဲ့အတိတ်ကံပြစ္ဆုတ်ပိုက်ကံအနာဂတ်ကံတွေကိုပေါင်းပြီးတော့ ဘဝမှာဘာသာတရားတွေများများလုပ်ပါကိုကိုကွယ်ယုံကြည်ရဘာသာအလိုက်ကောင်းမှုကုသိုလ်တွေလုပ်ပါခင်ဗျเนาะအဲ့တော့ကိုရဲ့အမြင့်ဖြစ်တဲ့တနင်္လာနေ့ကပုတ်နေတာဖြစ်တဲ့အတွက်ခွေးစာလေးတွေလည်းပြုပေးပါခင်ဗျเนาะကိုရဲ့အညွန့်ကလည်းတင်ရာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ဧရာမှာကျွန်တော်ရေတက်စီလေးပြုပေးပါခင်ဗျကိုရဲ့မွေးနံ့တော့အင်္ကာတော့ကနေရေတက်စီလေးပြုပေးပါဒါဆိုရင်ကိုရဲ့ညံ့နေတဲ့ကံများပြန်လဲပြီးတော့ ောင်းမွန်လာမှာဖြစ်ပါတယ်။ကြက်ရင်ပြင်းเนาะကျွန်တော်တို့ကြက်အစဉ်ပြင်းခဏပါခင်ဗျ။ပြုရင်ကြောင်းလဲမှုလေးလုပ်ပါ။အဲကြောင့်မလို့ခொနည်းသားသမီးအားလုံးဒီတစ်ပတ်မှာတော့ဘာလေးပါမှာဘာမှမလုပ်တဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကအင်္ဂါသားသမီးများအတွက်เนาะကျွန်တော်တို့အသိဉာဏ်ဘဝတုဒ္ဒနဲ့တကွတန်ကောင်းခြင်းတွေဖြစ်စေဖို့အတွက်လက်ကြီးအနေနဲ့เนาะကျွန်တော်တို့ငါ၃ည၃ဆိုတဲ့ခဏမြောက်ကိုပို့ပြီးတော့ပြုရင်ကြောင်းလဲမှုတွေလုပ်ပေးပါဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်က ဤ channel မှာတစ်ဆင့်တင်ပြရပါတယ်ခုနှစ်သားဒီအားလုံးဒီပြရီဝေးกว่าကြပါပြီခင်ဗျာဆုံးထိကြည့်ရှုပြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဘလူတွေမှာပြန်လည်ဆုံစည်းကြပါစို့ don't forget to subscribe subscribe လို့ဖို့မမေ့ပါနဲ့เนาะ